တင်တိအတော်တမချန်းအစီအစဉ်များကို အတန်လွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤလောကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။တောရရှိမြခင်ထွမြောက်ရာချန်းခန်းကြီး၁၈ကိုဒီကနေ့တင်တိအတော်တမချန်းအစီအစဉ်မှာလေ့လာမှာဖြစ်ပါတယ်။အေဂုတ်2နဲ့ဆိုင်းနိုင်လို့အခုခေါ်တဲ့သီနာတောင်ကြားမှာ အခုကြမ်းအထိဆိုရင်ဣသရေလတို့အဖို့သင်္ကန်းစာများလဲခုနှစ်ခုရရှိပြီဆိုတာကိုမှတ်ကြရပါမယ်။ဖျားသခင်ဟာမောရှိကိုအမြဲပဲဗျာဒိတ်များနဲ့ဥဆောင်မှုပေးနေတယ်ဆိုတာအများသိအားလုံးသိဖြစ်ပါလေ။ယောက်ခမပြောကြအကြံဉာဏ်များကိုစိတ်အားထက်သန်စွာနဲ့သူလက်ခံပုံများကိုလည်းဂယုတစိုက် နားဆင်ကြပါအလေးနဲ့စဉ်းစားဆင်ခြင်ကြပါလို့ကြိုတင်တိုက်တွန်းထားလိုပါတယ်။ဒါကြောင့် ရောက်ခမရေတယောရောက်လာတော့ခါဆိုပြီးတော့ဒီကျမ်းကိုစတင်ကြားနာကြရအောင်မိဒရန်ဒေဝကယေပရောဟိတ်ရေတယောတယောက်ဟာသူ့သမက်မောရှေစီကိုသမီးနဲ့မြေးကလေးတွေကိုခေါ်ဆောင်ရောက်ရှိလာပါပြီမိသားစုပြန်လဲတွေ့ဆုံပွဲကလေးဆိုတော့အတော်ပျော်စရာကောင်းတဲ့မိသဟာယအစီအစဉ်လို့ကျွန်တော်ဆိုချင်ပါတယ်ကြည့်ကြပါစို့ဖမယောရာကျမ်းအခန်းကြီး78အငယ်1မှ4ဘုရားသခင်သည်မောရှေမှာစ၍ကိုတော်ဤလူဣတရေလအမျိုးတို့အဖို့ ပြုတော်မူသမျှကို၎င်းထာဝရဘုရားသည်ဣသရေလအမျိုးကိုအဲဂုတ်ထုပြည်မှနှုတ်ဆောင်တော်မူကြောင်းကို၎င်းမိဒရန်ပရောဟိတ်ဖြစ်သော မောရှေ၏ရောက်ခမရေတရောကြားပြီးရှိသော မောရှေလွှတ်ခဲ့သောမယားနှင့်သူ၏သားနှစ်ယောက်တို့ကိုယူသွားလေ၏ပါတယောက်ကဂီရရှုံအမည်ရှိ၏အကြောင်းမူကားငါသည်တကျွန်းတနိုင်ငံ၏ဧဘေအာဂန္တုဖြစ်ပြီဟုအဖဆိုသည်ပါတယောက်ကအေလီယာစာအမည်ရှိ၏အကြောင်းမူကား ငါတို့ဘိုးဘေးတို့ဤဘုရားသခင်သည်ငါကိုမဆ၍ဖာရောဘုရင်ဤဓာမကယ်လွတ်တော်မူပြီဟုဆိုသည်။မောရှေနှင့်ဣသရေလလူပိဋကကြီးဟာအခုအချိန်မှမီဒရန်ဒေသဘက်ကိုရောက်ရှိနေကြပါပြီ။ဒီအချိန်မှာတော့လူသင်းလူချင်းဆောင်တို့ယောက်မအီးပရောဖက်ယေဇယောဟာသမက်တို့လူတိုက်ကိုဘုရားသခင်ပြုခဲ့တဲ့တကူတော်တွေအံ့ဖွယ်သောဖြစ်ချင်းအကြောင်းအရာတွေကိုပါဇက်ကြီးအဟောင်းသာဖြစ်သွားအောင်ကြားပြီးတဲ့နောက်ငါသမက်မဆိုးဘူးတော်တယ်။ ဒါပေမဲ့ဒီကောင်ငါသမီးကိုငါစီပြန်အပ်ထားတော့မနှိပ်ဘူးမြန်မြန်ပြန်ပို့မှကောင်းမယ်ထင်နေတော်ကြအကျဲအကျဲမငင်းွယ်တွေဖြစ်ကုန်မယ်ထင်နေစသဖြင့်တွေးမိဟန်တူပါလေသူ့သမီးရဲ့မိလေးတွေရဲ့ကိုခေါ်ပြီးတော့မောရှေစီကိုလိုက်ပွားခဲ့ပါတယ်တဲ့မောရှေတို့လင်မယားဟာအီဂျစ်ပြည်လို့ခေါ်တဲ့အဲဂုတ်ထုကိုမီဒရန်ကနေပွားတော့ကလမ်းမှာဖျားသခင်ဟာမောရှေတယောက်သူ့သားကိုရှေးထုံးကိုပယ်ပြီးတော့ဣသရေလအစင်လာကိုမျက်ကွယ်ပြုတ်ပြီးတော့အရေးပြားလိမပေးဘူးဆိုပြီးတော့အပြစ်ရှာတော့မှာ စီပေါ်ရာလို့အမည်ရှိတဲ့မောရှိရဲ့မိမကအပြားကရဓာတ်ကိုယူပြီးကားကလေးကိုအေးပြားလိမင်္ဂလာပေးလိုက်တာကိုမိတ်ဆွေတို့မှတ်မိကြအောင်ပဲထင်ပါတယ်။အဲ့ဒီတုန်းကစီပေါ်ရာကသူ့ယောက်ျားမောရှိကိုရှင်နဲ့ကျမနဲ့အခုအချိန်ကစပြီးဒီလိုအေးပြားလိမင်္ဂလာကြောင့်ကျမနဲ့ရှင်ဟာအသွေးနဲ့ရှင်သောလင်နေရဖြစ်သွားပြီဆိုပြီးတော့ပြောခဲ့တယ်။နောက်ပိုင်းမှာစီပေါ်ရာရဲ့အခန်းကဏ္ဍဟာတောက်လျှောက်မပါဝင်ခဲ့တာကိုထောက်ရှုခြင်းအဖြစ်အိမ်တောင်ရေးမှသိပြီးတော့အဆင်မပြေပဲပြဿနာလေးတချို့ ရှိခဲ့တယ်လို့ကျွန်တော်ယူဆပါတယ်။ဒါနဲ့ပဲဘာပြဿနာဖြစ်နိုင်တယ်လဲဆိုတာကိုစဉ်းစားကြည့်တော့ဒီအရေးတရားကြီးမင်္ဂလာနဲ့ပတ်သက်နိုင်တယ်လို့ကျွန်တော်တွေးပါတယ်။အသွေးနဲ့ရှင်သောလင်လို့သာပြောထားတာအသားနဲ့ရှင်သောလင်အဖြစ်တော့မပြောဘူး။ဒီတော့အဲ့ဒီရှုတော့ကနေပြောရမယ်ဆိုရင်တို့လင်မယားဟာအတူတူမနေခြင်းနဲ့အထီးများဖြစ်ကုန်ခဲ့ကြလေသလားစသဖြင့်အမျိုးမျိုးတွေးစရာတောစရာရှိပါတယ်။ဘာဖြစ်ဖြစ်မောရှေဟာစီပေါ်ရသားကလေး အေလီယာဇာကိုထပ်မံမွေးဖွားပြီးတဲ့နောက်သားနှစ်ယောက်နဲ့အတူမီဒရန်ကိုဇီဘောရာကိုမောရှေကပြန်ပြီးလွှတ်လိုက်တာကတော့အထင်ရှားဖြစ်နေပါပြီပြန်လွှတ်လိုက်ခဲ့လို့လေအခုရောက်ခမကြီးကသမီးနဲ့မြေးကလေးတွေကိုလက်တွဲပြီးတော့မောရှေစီကိုပြန်ရောက်လာတာပဲပေါ့ဘယ်လိုပဲဖြစ်ဖြစ်မိသားစုကလေးတစ်ခုရဲ့ပြန်လည်ဆုံစည်းပွဲကလေးဟာရောက်ခမကြီးရဲ့ကောင်းမှုပဲဖြစ်မလားလို့လေကျွန်တော်တွေးတော့ပါတယ်တွေးစာယုံကလွယ်ပြီးဘာမှလည်းမတတ်နိုင်ဘူး နှုတ်ကပတ်တော်ဟာဒါတွေကိုအသေးစိတ်မချေမှုန်းခဲ့ဘူးဆိုတာကျွန်တော်တင်ပြပေးရစီအငယ်9ကနေ9အထိဆက်ဖတ်ကြည့်ကြရအောင်မောရှေဤရောက်ခမရေပြောသည် မောရှေမယားနှင့်သားတို့ကိုယူ၍တော၌ဘုရားသခင်ဤတောင်တော်နာ မောရှေတက်ချရာအရက်သို့ရောက်လာသည်ကိုတော်ဤရောက်ခမရေပြောနှင့်ကိုတော်ဤမယားသားနှယောက်တို့သည်ကိုတော်ထံသို့ရောက်လာပါပြီဟုမောရှေအားကြားပြောသော မောရှေသည် ရောက်ခမကိုခရီးဥကျူပြုခြင်းကဖွဲ့၍ဥချလမ်းလျှောက်လျက် ကျမ်းမာကြောင်တယောက်နဲ့တယောက်မေးမြန်းလျက်တဲတော်သူဝင်ကြ၏ဒီကျမ်းကတခုခုတော့တခုခုပဲလို့ကျွန်တော်တွေးခဲ့တဲ့အတွေ့အကြုံထောက်ခံရရောက်နေမယ်ထင်ပါတယ်မောရှိဟာသူ့ယောက်ခမကြီးမြေအတော့ကိုပြေလဲပုံလေးစားပုံရပါတယ်ယောက်ခမနဲ့မယားစီပေါ်ရာခလေးနှစ်ယောက်ရောက်တာကြားတာနဲ့ကြရကြရသွားတယ်အဖိုးကြီးကိုဥချတယ်နန်းရှုပ်တယ်ဆိုတဲ့အချက်နဲ့အတူမာကျောင်းသားကျောင်းတွေပြောကြတယ်မောရှိကလည်းသူတို့ဣတရီလာရဲ့ဖြစ်ရမှန်ဇာတ်ကျောင်းတွေကိုဖောင်းဖွဲ့ပြောမယ် ရေတယောကလည်းမောရှိပြောပြတာတွေအားလုံးကိုစိတ်ပါဝင်စားစွာနားထောင်ပြီးတော့စကားလက်ဆုံးပြောမကုန်ရှိပုံပေါ်ပါတယ်။အဲရောက်ခမကြီးရေတယောနဲ့သာအပြန်အလှန်ဒီလိုရှိပေမဲ့သူ့ဇနီးကိုနန်းရှုပ်တာမျိုးမပါတယ်လို့ပါးတွေကိုတွေ့တဲ့အတွက်ခလိုက်လိုက်လဲလဲဝန်တာအားရရှိပုံမရတာကိုလေဒီချမ်းအားဖြင့်စိတ်စိတ်ဆင်ញင်ပြီးအခြေထုတ်လို့ရပါတယ်။ဒီအချက်တွေအားလုံးကိုပေါင်းယုံသုံးသပ်လိုက်တော့မောရှိလင်မယားဟာအမှန်တကယ်ပဲမကြည်မလဲတာလေးတွေရှိလိမ့်မယ်။ ဒီမိသားစုဟာတခုခုတော့တခုခုလိုအပ်နေလိမ့်မယ်။ဟာကွက်တခုတော့ရှိနေပြီထင်တယ်လို့ကျွန်တော်မှတ်ချက်ချလိုပါတယ်။အငယ်၈မှ၁၁ထာဝရဘုရားသည်ဣသရေလအမျိုးအတွက်ဖာရောဘုရင်နှင့်အဲဂုတ်သူလူတို့၌ပြုတော်မူသမျှကို၎င်းလံခီးတွင်ခံရသောဆင်းရဲဒုက္ခအလုံးစုံကို၎င်းထိုဆင်းရဲဒုက္ခမှထာဝရဘုရားကယ်လွတ်တော်မူကြောင်းကို၎င်းမောရှိသည်ယောက်ခမအားကြားပြောလေ၏ထာဝရဘုရားသည်ဣသရေလအမျိုးကိုအဲဂုတ်သူလူတို့လက်မှကယ်နှုတ်၍ပြုတော်မူသောခြေဆုကြောင့် ရေသရောသည်ဝမ်းမြောက်ရဲ့အဲဂုတ်ထုလူတို့လက်မှ၎င်းဖာရောဘရင်လက်မှ၎င်းသင်ကိုကယ်နှုတ်တော်မူထသော လူများတို့ကိုအဲဂုတ်ထုလူတို့လက်မှကယ်နှုတ်တော်မူသောထာဝရဘုရားသည်မင်္ဂလာရှိတော်မူစေသတည်းထာဝရဘုရားသည်အခြားသောဘုရားရှိသမျှတို့တည်းပါ၍ကြီးမြတ်တော်မူကြောင်းကိုယခုငါသိ၏အကြောင်းမူကားလူတို့သည်မာနထောင်သွားသော အမှုအရာတွေထာဝရဘုရားနိုင်တော်မူ၏ဟုဆိုပြီးမှမောရှိ၏ယောက်မယေရျောသည် မိရှုစရာရစ်နှင့်ဘုရားသခင်အဖို့ရစ်များကိုယူဆောင်ခဲ့၍အာယုန်နှင့်ဣသရေလအမျိုးအသက်ကြီးသူအပေါင်းတို့သည် မောရှေ၏ရောက်ခမနှင့်အတူဘုရားသခင်ရှေ့တော်၌အစာစားခြင်းသာလာကြ၏အခုဖတ်ခဲ့တဲ့ကြမ်းအရာရောဘယ်အချက်တွေကိုထုတ်လွှင့်နိုင်မယ်လို့ထင်ပါသလဲဒါကိုစဉ်းစားကြည့်ကြရအောင်ယေသယောဟာမိဒရန်လူမျိုးယေပယောဟိတ်လို့ဆိုတာအလုံးသိပြီးသားပါသူတို့တွေဟာဣသရေလမဟုတ်တဲ့အပြည့်တခြားနတ်ဘုရားတပါးပါးကိုပဲကိုးကွယ်ကြမှာပါ အဲ့ဒီတဲမှာမှာယေဘရောဟိတ်ဆိုတော့အဲ့ဒီနတ်ဖျားရဲ့ father မှာဆရာတဆူလဲသူဖြစ်ရမှာပေါ့အဲ့ဒီလိုတခြားနတ်ဖျားကိုကိုးကွယ်တဲ့နိုင်ငံမှုလို့လေအဲ့ဒီအရက်ကိုမောရှိရောက်ပြီးအဲ့ဒီအရက်သူနဲ့အိမ်အောင်ကြဖားဦးကိုရတဲ့အချိန်မှာအဲ့ဒီခစ်ကဘုရားသခင်စေခိုင်းတဲ့အယေဘရားကြီးမင်္ဂလာကိုသူမပြုတ်ခဲ့တာပါပဲသူကပြုတ်ခြင်းနဲ့တိုင်အောင်ဇီဘောရာဟာတားကလေးသွေးထွက်ပါမယ်နာပါမယ်ဆိုပြီးတော့ဆန့်ကျင်တာဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်နောက်တစ်ခုကတော့အကယ်၍ ။လက်ဖျားကိုမကိုးကွယ်ပဲနဲ့အသက်ရှင်တော်မူသောဖျားကိုကိုးကွယ်သည်ဆိုသည့်တိုင်အောင်သူတို့ဟာဣသရေလလောက်ခိုင်ခံ့ခြင်းတော့မရှိဘူးဆိုတာဟာအထင်ရှားပဲကျွန်တော်ယုံကြည်ပါတယ်။အဲဒီတော့သူ့မိမကဒီအရေးပြားစည်းချင်းမင်္ဂလာကိုဆန့်ကျင်တာကိုသူကလည်းမိမအလိုလိုက်ပြီးတော့အေးပါကွာဒါတွေတလောက်လည်းအရေးမကြီးပါဘူးဆိုပြီးတော့မှိန်နေတာလည်းဖြစ်ဖြစ်ဖြစ်နိုင်ပါတယ်။မောရှိကိုရိုင်းဟာလည်းမွေးကင်းစာကလေးကစပြီးတော့အေဂုတ်တုနန်းတော်ကြီးမှာအနှစ်40မင်းသားတပါးလို့ ကြီးပြင်းခဲ့တာဆိုတော့ဖះသခင်ကိုလည်းသူဟာသူ့သဘာဝအခြေအနေရလက်ဥပိုင်းမှာလေးလေးဆဆရှိလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူး။ပြီးနားလည်လိမ့်မယ်လို့လည်းကျွန်တော်မယူဆပါဘူး။အခုကျမ်းပိုက်အရာဆိုရင်ယောက်ခမကြီးယေသယောဟာမောရှေမိဒရန်တောထဲမှာဖះသခင်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ပိုင်းသမဲ့ရဲ့ယင်ဖွင့်တန်းနေသမဲ့ရဲ့လူမျိုးတော်ကိုကယ်တင်ဖို့အကြံတွေကိုကြားခဲ့ရပြီလို့ကျွန်တော်တို့ပြဿနာနိုင်ပါလိမ့်မယ်။အဲ့ဒီအတိတ်အချိန်ကဆိုရင်မောရှေက သူတို့ဖျားသခင်အမိနဲ့အဂုတ်တုမှာကျုံပြစ်နေတဲ့ဣတရီလာတွေကိုတွတ်ပြီးကဲရတော့မယ်ဆိုတာကိုအပြောမှာဒီတယောကြီးဟာနှာခေါင်းရှုံ့ခဲ့လိမ့်မယ်လို့တောင်ကျွန်တော်ထင်ပါတယ်မဖြစ်ညစ်ကြေပြောတဲ့ကောင်ဆိုတာမျိုးသူယူဆမှာအမှန်ပါပဲဘာဖြစ်လို့လဲဆိုတော့ဣတရီလာရဲ့ဖျားသခင်ဟာအသက်ရှင်တော်မူသောဖျားသခင်ဆိုတာကိုသူကောင်းကောင်းကြီးသိကျင်မှသိမှာမဟုတ်ဘူးလားဒါကြောင့်သူရစ်ပွဲမှာသူ့အပေါင်းအသင်းတွေကိုတောင်မှဒီကိစ္စနဲ့ပတ်သက်ပြီးဟီလာဟာလာနဲ့တပြက်တိတပြက်ချော်တွေရှောက်ပြောခဲ့လိမ့်မယ်လို့ကျွန်တော်တွေးပါတယ် ဥပမာဆိုရင်သူ့ရဲ့မီဒရန်တခြားပရောဟိတ်တွေနဲ့တွေ့တဲ့အချိန်မျိုးမှာလေကျောက်သမီးနဲ့ရတဲ့အကောင်ကလက်ဆက်တော်ဣဒရီလာဆိုကိုဗျအောင်မဲဒီကောင်ကအခုစိတ်ကြောင်းလေးထွက်ပြီးပြန်လာတဲ့မူပြောင်းပြီးတော့သူ့ဖះကသူ့ကိုခိုင်းလို့သူ့လူမျိုးဣဒရီလာတွေကိုတောင်းမှအေယာမအာနာရှင်အေဂုတ်ထုနိုင်ငံကြီးကကြုံခံရရနေပြီးတော့ကဲတော့မယ်လူလူပါလူလူတွေပြောနေပါတလားဗျကျွန်တော်ကတော့ဒီကောင်ကြောင်သွားပြီနဲ့တူတယ်အရင်တခါကလည်းသူ့သားကိုအေးပြားလိမ့်မယ်တကယ်ကဖြစ်သေးတယ်လေ အဲ့ဒီလိုစပြီးတော့သူပြောင်းထော်ကျပြောလိုက်မယ်လို့တောင်ကျွန်တော်တက်ပါတယ်အဲ့ဒီလိုလဲပြောရောတခြားမိဒနာနတ်သမားကြီးတွေကလည်းဝိုင်းဟားပြီးတော့ဟုတ်ပါဗျာဟုတ်ပါဒီကောင်တော့ပရောဟိတ်ကြီးပြောတယ်လို့ကြောင်သွားပြီချင်းနေကျုပ်တို့စီကနတ်ဖန်းစားပြီးနဲ့တူတယ်ဗျဘယ်နဲ့ဗျာအဲဂုတ်ထုလိုမဟာအင်အားကြီးနိုင်ငံနတ်ဖျားတွေထောင်ကျော်နေတဲ့နိုင်ငံမျိုးကနေဒီကျွန်းတွေကိုပဲသူကကဲထုတ်အောင်မယ်ဆိုတော့ဒီကောင်စကားတွေကအဟုတ်သိမ့်မဟုတ်တော့ဘူးဗျအနောက်ရှေ့ရှိပြီနဲ့တူတယ်ပါညာဆိုပြီးတော့ပြန်ပြီးတော့ပြောကြလိမ့်မယ်လို့ကျွန်တော်တွက်ပါတယ် အဲ့ဒီမှာတင်လက်သမားတွေအတင်းပြောရင်ပြောရင်အရှိန်တက်ပြီးရေတရောတယောက်သူသမီးတော်မူဆုံးမဖြစ်ဖို့တေးကြပြီးတောင်းထင်ရင်ထင်ခဲ့ပါလိမ့်မယ်။ဒါတွေကိုအဖိုးကြီးစိတ်ကအခုတော့တိတ်မလုံလို့အိုးမလုံအုံပွင့်တာဖြစ်လိမ့်မယ်လို့ကျွန်တော်ဆိုချင်ပါတယ်။အဲအခုတော့ဒီလိုကပြက်တိကပြက်ချော်လုခဲ့တဲ့သူ့ရဲ့အတိတ်ကြောင့်လက်တွေ့သူ့ရှိမှမြင်ရတဲ့လူအုပ်ကြီးနဲ့အတူခေါင်းဆောင်လာတဲ့သူ့သမက်ကိုတွေ့ရခြင်းလက်တွေ့အဖြစ်အပျက်တွေကိုကြားရတဲ့အချိန်ဒီမယုံနိုင်စရာဖြစ်ရအကြောင်းတွေကို တကယ်နဖူးတွေဒူးတွေတွေ့လာတဲ့အချိန်မှာနောက်ဆုံးတော့အူကြောင်ရောင်ဖြစ်နေတာဟာသူ့သမက်မောရှိမဟုတ်ပဲနဲ့သူကိုယ်တိုင်ပဲဆိုပြီးအကိုကြီးပြီအဖက်ရှင်တော်မူသောဖရာသခင်ရဲ့ဘုံတကိုးတော်ကိုနားလဲခွင့်ကြုံသွားရပြီရှေးတုန်းကအာဗြဟံရဲ့ပုံသက်တွေကြောင့်ပတ်ဝန်းကျင်ခါနန်သားတွေဟာဖရာသခင်ရဲ့အကြောင်းကိုသိနားလဲသွားတယ်လို့ဖြစ်မှာပေါ့ဒီလိုပဲကျွန်တော်တို့ကြွဆတ်နိုင်ပါတယ်ဒါကြောင့်မို့လို့လေရေသယောဟာရစ်ကောင်ကိုယူပြီးတော့ဖရာသခင်အတွက် မောရှေအာယုံဣသရေလလူအကြီးအကဲတွေနဲ့အတူရစ်ပူဇော်တယ်ဝိုင်းဖွဲ့ပြီးတော့စားပေါက်ကြတယ်တာကိုကျွန်တော်ကစဉ်းစားတာကတော့အဖိုးကြီးဟာသူ့စိတ်မလုံဘူးအခုဖျားသခင်ကိုအများကြီးသူယုံကြည်လာပြီဒါကြောင့်မလို့စိတ်မလုံတဲ့အတွက်ကြောင့်သူဟာဖျားသခင်ကိုပူဇော်ဝါမန်းသိလာတာဣသရေလတွေနဲ့မိသဟာယဖွဲ့ရပဲလို့ကျွန်တော်တွက်ဆမိပါတယ်အဲ့ဒီဓမ္မဟောင်းခေတ်အချိန်ကဆိုရင်တိရိစ္ဆာန်နဲ့ရစ်ပူဇော်တာကိုဖျားသခင်နှိမ့်သက်တယ်အဖားဆိုတဲ့ကိုခန္ဓာတဲ့ စိတ်ဝိညာဉ်ကိုအလေးထားစေခြင်းလို့အကြေပြားလှီးခြင်းကိုလက္ခဏာသက်တည်းအဖြစ်တောင်းဆိုခဲ့တယ်ဆိုတာကိုကျွန်တော်တို့သိသီးလားပဲမဟုတ်ဘူးလားအကြံပြုသဘောနဲ့ရေသရောဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်ဆက်ပြီးတော့တင်ပြလိုပါတယ်ဖျက်မြောက်ရာကျန်းအခန်းကြီး78အငယ်73ကနေ78နေပြန်နေ၌မောရှိပြီလူများကိုတရားစီရင်ခြင်းဟာထိုင်လေ၏နာနဲ့မှဆ ảy ၍ညာဥတန်ရောင်လူများတို့သည် မောရှိရှေ့မှနေကြ၏မောရှိသည်လူများတို့အားပြုသမျှကိုရောက်ခမမြည်လေ ဤလူများတို့အားပြုသောအမှုအဘယ်သို့နည်းသင်သည်တယောက်ထီးထိုင်ပြက်လူအပေါင်းတို့သည်နာနဲ့မှဆ ảy ညာဥတိုင်အောင်သိရှိမှာအဘယ်ကြောင့်နေရကြသနည်းဟုဆို၏မောရှိကလည်းဤသူတို့သည်တရားသခင်အယူတော်ကို ခံလို၍အထနုတ်ထံသို့လာသောကြောင့်ဤတို့ဖြစ်၏သူတို့သည်ဤအမှုရှိလျှင်အထနုတ်ထံသို့လာ၍သူတို့၏အမှုကိုအထနုတ်ဆုံးဖြတ်ရ၏တရားသခင်ပြည့်ညက်တရားများကိုသင်ချရ၏ဟုယောက်မအားပြောသည် ောက်ခမကတင်ပြသောအမှုသည်မတော်မသင့်ဖြစ်၏။သင်မဆာ၍သင်၌ပါသောလူများတို့သည်အမှန်အားရကြလိမ့်မည်။ဤအမှုသည်သင်၌အလွန်လေး၏။တယောက်ချင်းမတက်နိုင်သောအမှုဖြစ်၏။ဒီအချက်ကိုထောက်ရင်ယေသယောဟာမောရှိကိုအတော်ချစ်တာကိုတွေ့နိုင်လေ။အရင်တုန်းကဂရဲကရှိခဲ့တဲ့ကမဲ့ပေါ်မှာထားရှိခဲ့တဲ့မေတ္တာဟာအခုလိုအရှိန်တကိုးကြီးတဲ့ကမဲ့ဖြစ်နေတာတွေ့တော့လေးစားမှုကပါရောပြီးတော့ပါလာပြီးဖြစ်ပါတယ်။အစတုန်းကတော့ မီးနဲ့မြေးတွေကိုပို့ဖို့ပဲနောက်တော့ရောက်တုံးပေါက်တုံးမှာလူငယ်တွေရဆွဲထားမှာပေါ့ဒါနဲ့အဖိုးကြီးဒီရက်မှာအေးအေးဆေးဖြစ်နေတယ်ပြီးတော့မောရှိနဲ့ရက်အတန်ကြာနေနေတော့အချင်းတမက်ရဲ့လုပ်ငန်းဆောင်တာတွေကိုလိုက်ကြည့်ပြီးတော့စိတ်အားထက်သန်မှုတွေပါရောရှက်ပါဝင်လာတယ်ဒါနဲ့ပဲတရားစီရင်တဲ့အလုပ်တွေတရားသခင်စီမံအယူခံပေးတဲ့အလုပ်တွေပြည်ညတ်တရားတွေသင်ချရတဲ့အလုပ်တွေနဲ့လုံးလေချာလေလိုက်နေတဲ့တမက်ကိုကြည့်ပြီးတော့ဟေးမောရှိ ီပုံအတိုင်းသွားရင်တော့မင်းအသက်မရှိဘဲနဲ့တိုးသွားလိမ့်မယ်။မင်းအလုပ်တွေကအရန်ပြိနေပါကလားကွယ်သမဲရဲ့။ဝုန်းနဲ့အာမမျှဘူးကွ။မင်းတို့တစ်ဖွဲ့လုံးအကုန်လုံးအာရော့မောပန်းကုန်ကြလိမ့်မယ်ကွာဆိုပြီးတော့ပြောလိုက်တာပဲဖြစ်ပါတယ်။ပြီးတော့မောရှိတက်ဖာရရပါစီတော့ဆိုပြီးတော့အကြံပေးဖို့အဖိုးကြီးအုံနောက်ထဲမှာတွေးမိတွေးရရင်ရှိလာတာကိုကျွန်တော်မြင်ရပါတယ်။မိဘနဲ့သားသမီးလူကြီးလူငယ်ဟာဒီလိုပဲပေါ့။အငယ်၁၆ကနေအဆုံး အငယ်29မှာဆက်လက်ပြီးတော့အခုလိုတွေ့မိနိုင်ပါတယ်။ငါစကားကိုနားထောင်လို့ငါအကြံပေးမည်။ဘုရားသခင်သည်လည်းသင်ပေ၌ရှိတော်မူလိမ့်မည်။သင်သည်ဘုရားသခင်နှင့်ဆိုင်သောအမှု၌လူများတို့၏အမှုကိုစောင့်လျက်ဘုရားသခင်၏အထံတော်သို့ဝင်၍ရှောက်ရမည်။သူတို့အားလည်းပြည့်ညတ်တရားတော်များကိုသင်ချရမည်။သူတို့သွားရလံပြုရသောအမှုကိုလည်းပြုရမည်။ထိုမှတပါဘုရားသခင်ကိုကြောက်ရွံ့လျက်သစ္စာနှင့်ပြည့်စုံလျက်လောကကိုယွံရှာလျက်တတ်ဆွနိုင်သောသူတို့ကို လူအပေါင်းတို့အထက်ကရွေးကောက်၍တထောင်အုပ်တရာအုပ်၅၀အုပ်၁၀အုပ်အရာ၌ခံထားရမည်ထိုသူတို့သည်ခသိမ်းဘောအချိန်၌လူများတို့ကိုတရားစီရင်ကြစေကြီးသော အမှု၌သင်အယူကိုခံကြစေငယ်သောအမှုကိုအလိုလိုစီရင်ကြစေတို့ဖြစ်စီရင်သူတို့သည် ဝိုင်းညီ၍အမှုထမ်းသည့်ဖြင့်သင်သည်သက်သာလိမ့်မည်ထိုသောဘုရားသခင်အခွင့်နှင့်ပြုလျင်သင်သည်ခံနိုင်လိမ့်မည်ဤလူအပေါင်းတို့သည်မိမိနေရာပြည်သို့ငြိမ်ဝတ်စွာပွားကြလိမ့်မည်ဟုပြောဆို၏ ်မောရှိသည်လည်းရောက်ခမစကားကိုနားထောင်၍စကားရှိသည့်အတိုင်းပြုလျက်တက်ဆွန်နိုင်သောသူတို့ကိုဣသရေလအမျိုးတွေကရွေးကောက်၍တထောင်အုပ်တရာအုပ်90အုပ်10အုပ်အသီးသီးခေါင်းအရာ၌ခံထားလေ၏ထိုသူတို့သည်ခသိမ်းသောအချိန်၌လူတို့ကိုတရားစီရင်ကြ၏ခေသောအမှု၌မောရှိကိုအယူခံကြ၏လွယ်သောအမှုတို့ကိုအလိုလိုစီရင်ကြ၏ထိုနောက်မောရှိသည်ရောက်ခမသွားရသော အခွင့်ကို ပေး၍သူသည်မိမိနေရာသို့သွားလေ၏ယေတယောဟာမောရှိကို တယောက်တည်းခါစီပြီးပင်လင်ပန်းပန်းနဲ့နေမအားညမအားတရားစီရင်ရတာဆုံးမဩဝါဒတွေပေးရတာအယူခံရတာတွေအတွက်စိတ်မကောင်းဖြစ်ပြီးတော့မင်းတယောက်တည်းလုံမဲ့အစားလူခွဲပြီးအလုလုပါလားကွာဆိုတဲ့အကြံဉာဏ်တွေပေးခဲ့ပါတယ်ဒါတွေကိုမဆိုင်မတွပဲမှတ်ချက်ပေးရင်တော့ကောင်းပါပဲဒီလိုအကြံပေးတာဒီပုံကိုကြီးတော်တာပေါ့ဆိုပြီးတော့ပြောเสียရရှိပါတယ်တယောက်အားနည်းယူတော်မရတပေါင်းအားနည်းယူတော်ရဤဆိုတဲ့သဘောမျိုးမှုသိပ်ပြီးကန့်ကွက်เสียရမှရှိဘူးပေါ့တခုတော့ရှိလာတယ် ဒီလောကမှာဘုရားသခင်ရဲ့ဉာဏ်ပညာရဲ့လောကီဉာဏ်ပညာရဲ့ဆိုတဲ့ပညာနှမျိုးအတူရှင်တွဲရှိနေတယ်ဆိုတာကိုတော့မေ့ထားလို့မရဘူးရေသေရောပေးတဲ့အကြံဉာဏ်ဆိုတာဟာလောကီဉာဏ်ပညာကပေါ်ထွက်တဲ့အကြံဉာဏ်လောကီဉာဏ်စောအားကိုလိုက်ပြီးတော့အားကိုးတဲ့အခါမှာဘုရားသခင်ကိုမျှော်ကြည့်ဖို့လူဟာမေ့လျော့ကြောက်ခိုင်းတတ်တယ်မြေမောက်ခေအသင်းတော်တွေမှာရင်ဆိုင်နေရတဲ့ပြဿနာတွေထဲမှာထေရှားပြီးကြော်ကြားတဲ့အတတ်ပညာရှင်အသိပညာရှင်ကြီးတွေကို စင်တော်ကောက်လုတ်ပြီးတော့အဖင်းတော်ကိုဥဆောင်စေလို့ကြုံတွေ့ရတဲ့ပြဿနာကြီးဟာတခုအပါဝင်လို့ကျွန်တော်ခံယူပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလူတော်အကျော်အမော်တွေဟာသူတို့ရဲ့အတတ်ပညာတွေနဲ့လော်ကီရေးတွေမှာအောင်မြင်တော့အဖင်းတော်ကိုလည်းအဲ့ဒီသူတို့နီးတွေနဲ့အဆုံးပြုပြီးတော့သူတို့ဥဆောင်ကြဖို့ကြိုးစားတယ်လေ။ဝိညာဉ်ခွန်အားတွေသိတ်ကောင်းရင်တော့အရေးမကြီးဘူး။ဘုရားသခင်ကိုရှေ့နှံအမှတ်စဉ်တင့်နေရမှာထားရမယ်အစားလော်ကီနီးဘူဟာကြီးတွေနဲ့ အသင်းတော်ကြီးတွေကိုအုတ်ချုပ်တာဟာအမျက်တဲ့အရှုံးပို့ပြီးပေါ်စေတယ်။အလုံးမဖြစ်ဘူးလို့ဒီနေရာမှာပြက်ပြက်သားသားကျွန်တော်ယုံကြည်တယ်။ကြည်ညာပါတယ်။အသင်းတော်ဆိုတာဟာဘုရားသခင်နဲ့ခရစ်တော်နဲ့ပန်ရှင်သောဝိညာဉ်တော်နဲ့သာအချင်းမဲ့ဥဆောင်ရမယ်ဆိုတာဆွဲဆွဲမြဲမြဲမှတ်ယူစေချင်ပါတယ်။အခုရေသရောပြောတာတွေပေးတဲ့အကြံဉာဏ်တွေမကောင်းဘူးလား။ကောင်းပါတယ်ကျွန်တော်မငြင်းပါဘူး။ဒီအတိုင်းဆောင်ရွက်ရင်မောရှိမှအများကြီးရှင်းသွားနိုင်တာပေါ့။စင်ရဲ့စင်ရဲ့တာဝန်အနှင်းရင်ဖြစ်လို့ စနစ်လဲကြတယ်အချိန်ကုန်လက်သက်သာသွားမယ်။ဒါကြောင့်အတော်စိတ်ဝင်စားစရာကောင်းတဲ့အကြံဉာဏ်ပဲပေါ့။သူဟာဖြူစင်တဲ့စေတနာနဲ့မေတ္တာနဲ့အကြံပြုလား။ပြီးတော့သမဲမောရှိရဲ့ကျမ်းမာရေးအတွက်လည်းသူစိတ်ပူတယ်။ဒါကြောင့်လူသားရဲ့အတွေးနဲ့ဆိုရင်ချီးမွမ်းတိုက်တယ်။တခုပဲခက်တယ်။ဒါဟာသူ့အလိုဖြစ်ပြီးဘုရားသခင်အလိုတော့မဟုတ်ဘူး။ဘာပဲဖြစ်ဖြစ်ဘုရားသခင်ကတော့အေးအေးလှုပ်ချင်လှုပ်ပေါ့ကွာဆိုပြီးတော့ခွင့်တော်ပြုလိုက်တယ်။ဒါပေမဲ့အားတော့မပေးဘူး။အဲ့ဒါမှတကယ်ပြဿနာ။ ဖျားသခင်ကအာမပေးဘူးဆိုရင်တော့ကွဲဖို့သာပြင်မိတော့ပဲဒါကြောင့်ဒီကျမ်းပိုက်ကိုသေသေးချာချာနှိုက်နှိုက်ချီချီလေ့လာကြည့်ရင်အမှုလုံပရိလုံစဉ်းစားရင်ဒီလူသားရဲ့အကျံအစီဟာအင်မတန်ပညာသားပါပြီးတော့ဖျက်လို့ဖျက်ဆီးနိုင်တဲ့အကျံဉာဏ်တစ်ခုအဖြစ်ဝိညာဉ်ရှုထောင့်ကကြည့်ရင်ပြောင်းလဲသွားလိမ့်မယ်တင့်အချက်အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဖျားသခင်ဟာမောရှိကိုတခါမှအခုလိုညွှန်ကြားချက်မပေးခဲ့ဘူးဘယ်နေရာမှာကျွန်တော်တို့ဒီလိုဖျားသခင်ပြောတာကြားခဲ့ရလို့လဲ ်ဘယ်မှမကြားဘူးအခုရေသရောပေးလိုက်တဲ့အကြံဉာဏ်ဟာဘုရားသခင်ရဲ့ပညာအဆုံးအဖြတ်နဲ့မေတ္တာကိုစောရကတဲ့ရရောက်တယ်လို့ကျွန်တော်ခံယူတယ်ဘုရားသခင်ကမောရှိရဲ့အကောင်းဆုံးလုံမပေးခဲ့ဘူးဆိုတဲ့အတိတ်ဘယ်ကိုလက်ညှိုးညွှန်ပြီးအပြစ်တင်ရလေရောက်နေတယ်အကယ်၍သာဘုရားသခင်ဟာမောရှိကိုတကယ်ချစ်ရင်ဂရုစိုက်ရင်ဟိုးဇလန်းအစကလေးကခဏခဏတွေ့နေတာပဲဒီအကြံဉာဏ်ကိုပေးသိမ့်ခဲ့တာပေါ့ဆိုတဲ့ကဲ့ရဲ့စရာအချက်ကိုရေပြောလက်ညှိုးညွှန်လိုက်တဲ့အတူတူလိုဖြစ်မနေဘူးလား ကျွန်တော်ရဲ့နားထဲမှာဆိုရင်ရေသရောရဲ့အကြံပြုတဲ့စကားသံတွေရဲ့နောက်မှာမွေတကောင်ရဲ့ရှေးလျားတဲ့လေချုံတန်ကိုကျွန်တော်ကြားနေရတယ်။ဘာမွေလဲဆိုတော့ကဘာဦးတို့ကအေဝါစီကိုရောက်လာတဲ့စာရန်ဆိုတဲ့မွေအသံပေါ့။အဲ့ဒီတုန်းကဒီမွေပဲလို့ပြောခဲ့တယ်လေ။အေဝါတဲ့မင်းကိုသူကဒီအဖီးကိုမစားနဲ့ဆိုတာဟာမင်းကို မျက်စိပွင့်လင်းစေပြီးတော့ကောင်းမကောင်းတွေကိုသူ့လိုသိကွာမှာစိုးလို့တဲ့။တကယ်ဆိုတော့စာရန်ဆိုခြင်းတဲ့အတိတ်ပဲဟာဘုရားသခင်ဟာမင်းတို့ကို အကောင်းဆုံးဆိုတာဘာလဲသိရနဲ့မသေးပဲထားတာပါအေးဝရဲဆိုတာနဲ့အတူတူပဲအခုရေတရောပေးတဲ့အကြံဉာဏ်ဆိုတာဟာနည်းနည်းရှိုင်းရှိုင်းတွေးရင်ဒီစာရမဏ္ဍရဲ့သဘောတရားကိုရောင်ပြန်ဟတ်စီတယ်ပေါ်လွင်စီတယ်လို့ကျွန်တော်အကျွမ်းမဲ့ယုံကြည်ပါတယ်တကယ်တော့သူပေးတဲ့အကြံဉာဏ်ဟာအမှန်တကယ်သာအကောင်းဆုံးဆိုရင်ဖျားသခင်ဟာမောရှိကိုဒီအတိုင်းအကြံမပေးခဲ့ပဲနေမလားဒီအတိုင်းလုပ်ဖို့မပြောပဲနေကိုမနေဘူးပြောခဲ့မှအမှန်ပဲလို့ကျွန်တော်ယုံကြည်တယ် ်အခုတော့ဖျားသခင်ကဒီအကြံမျိုးတစ်ခါမှမောရှိကိုမပေးခဲ့ဘူးမပေးခဲ့တာကတော့ရှင်းတယ်မပေးသေးလို့မပေးတာ မပေးခြင်းလို့မပေးတာမလိုလို့မပေးတာပေါ့နှင်းအချက်အနေနဲ့သိစီကျင်တာကတော့မိတ်ဆွေတို့သိခဲ့တဲ့အတိုင်းဖျားသခင်ဟာမောရှိကိုတက်ရိုက်ဆက်သွယ်ခဲ့ပါတယ်မီဒရန်ဆိုတဲ့တော်တွေကိုဆွဲခေါ်ပြီးတော့နှစ်40လေးချင်းပြိုးထောင်ခဲ့တာလေဖျားသခင်ကိုယ်တိုင်ဣသရေလဂျွန်ဒီကိုအေဂုတ်ထုလက်အောက်ကနေထုတ်ဆောင်ဖို့အေယာမတာဝန်ကြီးပေးပြီးအစွန်းသက်တီတွေအနှင်းနေတာလေဖျားသခင်ကိုယ်တိုင်လည်းမဟုတ်ဘူးလား ဖျားသခင်ကဒီအရေးမှာသူကိုယ်တိုင်မောရှိကိုအမိန်ပေးဆောင်ရွက်ခိုင်းတာဟာသူ့အကြောင်းနဲ့သူဒီလိုကိုယ်တိုင်လုပ်နေတဲ့နေရာမှာမောရှိကိုမျက်နှာချင်းဆိုင်စကားပြောတဲ့အထိလိုအပ်ရင် လိုအပ်သလိုဖျားသခင်ပြောတယ်လုပ်တယ်။ဘာဖြစ်လို့ဒီလိုကိုယ်တိုင်ပါဝင်ဆောင်ရွက်တယ်လုပ်တယ်လဲ။မသိဘူးလေသူ့သဘောပေါ့။ဒီကြားထဲကိုတခြားလူကိုဆွဲမထည့်ခြင်းဘူး။အဲ့ဒါကတော့ပြေးကြတယ်။သူ့တကိုးတော်ကိုလိုတိုးပိုလျှော့တွေဝင်ပြီးတော့မလုပ်စေခြင်းလို့ဖြစ်မယ်လို့ကျွန်တော်ယူဆတယ်။ အဲ့ဒါကြောင့်မင်းဒါကိုလှုပ်ရမယ်ဆိုတာကိုအကျဉ်းရင်ပြောပြန်တော့လေကိုတော်ချောကမျိုးမျိုးကြီးတိုက်တာနဲ့ပဲအာယုံကိုလက်ထောက်ဖြစ်ဘုရားသခင်ခွေးပြူလိုက်ရဘူးတယ်လေအဲ့ဒီလိုအတင်းနားပူပြီးတော့ရယူထားတဲ့လက်ထောက်အာယုံတနည်းနည်းကြာရင်ထပြီးတော့ဖောက်လိမ့်မယ်ကြည်လာနီအခုလဲလာပြန်ပြီနောက်တယောက်ရေဖေရောရောက်ခမကြီးရေးတဲ့ဖူးစာတော့မဟုတ်ဘူးရောက်ခမကြီးပေးတဲ့အကြံဉာဏ်နဲ့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ယုံကြည်သူခရိယန်တွေအခုကဘာမှာသုံးမပုံရင်တပုံရှိတယ်အင်အားအကြီးမားဆုံးပြိဿတ် အဲ့ဒီထဲကလူအများစုဟာဖျားသခင်ကိုပါဇက်ကယုံမာတယ်ဆိုပြီးတော့ဖျားသခင်ကိုတိုက်ရိုက်ကိုတိုင်ပွားတွေ့ဖို့ကြတော့ခွန်အားတွေအများကြီးလျော့ပါနေကြတယ်လို့ကျွန်တော်ယူဆမိပါတယ်။တခုခုဖြစ်ရင်ကိုယ့်ကိုတကယ်ပိုင်ဆိုင်တဲ့ဖျားသခင်အစားလူအဖွဲ့အစည်းတွေကိုအာကိုလွန်နေအသင်းတော်ဆိုတဲ့လူတွေနဲ့ဖွဲ့စည်းတဲ့နေရာတို့လူတူဦးတယောက်တို့ကိုဖျားတဲ့ပို့ပြီးအာကိုခြင်းရတာများတယ်။တချို့ဒီတဲ့ဆိုးတဲ့လူတွေကြတော့ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ဖျားကိုလုံးဝကြောက်ခိုင်းလိုက်ပြီးတော့ပွဲလန်းသဘင်သွားဝတ္ထုဖတ်ကာတွန်းဖတ်ပြီးတော့ စတေရှိုးတွေသွားပြီးတော့စိတ်လျှော့ပစ်တက်ကြတာထွက်ပေါက်ရှာတတ်ကြတာကိုကျွန်တော်တွေ့ပါတယ်မလုတ်သင့်ပါဘူးဒါမလုတ်ပါနဲ့ဘုရားသခင်ကိုကိုယ်တိုင်အသနာခံကြည့်ကြစမ်းပါသင်ဟုတ်ဆရာကိုလည်းဆူတောင်းခိုင်းပါကိုယ်တိုင်လည်းနှိမ်ချတဲ့စိတ်နဲ့နောင်တနဲ့ဘုရားသခင်ကိုတိုက်ရိုက်တိုးဝင်ချင်းကပ်ဆူတောင်းကြည့်စမ်းပါပမာကျမ်းစာကိုဖန်ရှင်သောဝိညာဉ်တော်လမ်းပြပါဆိုပြီးအလေးနဲ့ဖတ်ရှုကြည့်ကြစမ်းပါဘုရားသခင်ရှေ့တော်မောက်ကိုကိုလူဒီလူတွေကိုခေါ်ခေါ်ပြီးတော့ရှေ့နေမလိုက်ခိုင်းနဲ့ ကိုပြဿနာဘာလဲဆိုတာကိုဖះကကိုတဲ့ပူသိတယ်ကိုဘွားကိုဖះသခင်တပားတည်းသာစိုးပိုင်နေဆိုတာကိုအလေးနဲ့မှတ်ကြုံထားကြဖို့ကျွန်တော်တိုက်တွန်းလိုက်ပါရစေသုံးချက်အဖြစ်အလေးနဲ့ဂယုပြည့်စီချင်တာကတော့အခုရေသရောရဲ့အကြံဉာဏ်ကြီးကစလိုက်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကြီးဟာလေနောက်ထပ်နှစ်ပေါင်းများစွာအကြာတိတိကျကျဆိုရရင်နှစ်ပေါင်း1500လောက်အကြာဣသရေလနိုင်ငံရဲ့ဆန်ဟီဒရင်လို့ခေါ်တဲ့အခု ခင်မှာတော့နီးဆက်လို့ခေါ်တဲ့လူ90လောက်ပါဝင်တဲ့လွှတ်တော်ကြီးဖြစ်သွားစေတယ်။အဲဒီလွှတ်တော်မှာယေဘရောဟိတ်မင်းကြီးတွေနဲ့လူအကြီးအကဲဆိုတဲ့ပါရီရှဲတွေဇာတုကဲတွေလူလူကိုယ်စလေကြီးတွေဟာပါဝင်ပြီးအဲဒီရေတယောအကြံစီကစလိုက်တဲ့လွှတ်တော်ကြီးရဲ့ကျေးဇူးနဲ့ခရစ်တော်ကိုမသေသေအောင်ကားစင်တင်ပတ်ဖို့ဆုံးဖြတ်လိုက်တယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့တွေ့လာရလိမ့်မယ်။အခုကျွန်တော်တို့ရှင်မဖဲကျမ်းမှာဒီယေဘရောဟိတ်ရဲ့ယုံတော်အကြောင်းကိုဖတ်ရှုလေ့လာခဲ့ရပြီ။တရားသလား မတရားဘူးလားမှန်မှန်ကန်ကန်ဆုံးဖြတ်သလားညစ်တီးညစ်ပတ်လုပ်သလားကျွန်တော်မဖြေဘူးမိစေတို့သာဖြေကြည့်ကြပြီတော့လို့ကျွန်တော်တိုက်တွန်းလိုက်ပါတယ်အမှန်စင်စစ်မောရှိဟာဒီလိုအစင်စစ်တာဝန်နေအာနာတွေကိုခွဲဝေဖို့မလိုဘူးဒီအလုပ်ကြီးကိုဘလောက်ပဲပင်မပင်မသူထမ်းဆောင်နိုင်တယ်ဒီလေးလံတဲ့တာဝန်ကြီးကိုကြေပြောအောင်ထမ်းဆောင်နိုင်ဖို့လေဖះသခင်ဟာလုံလောက်တဲ့စွန်းအားတကိုးသက်တိနဲ့ကောင်းကြီးမင်္ဂလာကိုပေးခဲ့ပြီးဖြစ်တယ်ဖြစ်မှန်းသိလို့လေဖះသခင်ကခိုင်းတာ မဖြစ်ဖြစ်အောင်လဲသူအစင်စိုက်လွတ်ခဲ့တာပဲမဟုတ်ဘူးလားဘုရားသခင်ရဲ့ရှေ့တော်မှောက်မှာဣသရေလလွတ်တော်ကြီးတဲ့လူတယောက်ရဲ့တကောအာနိသင်ဟာပို့ပြီးတော့ထိရောက်နေပြီဖြစ်ပါတယ်ဒါကိုကျွန်တော်ထပ်ပြီးတော့အကျေချက်ဖို့မလိုတော့လောက်အောင်သမိုင်းဟာတင်ပြခဲ့ပြီးပါပြီရှင်းရှင်းပြောရရင်တော့ဘုရားသခင်ဟာအတိကပန်ရှင်သောဝိညာဉ်သာပရဏာကျန်တဲ့အဆောင်ယုံအခန်းနာတွေဟာပါမညပဲလို့ကျွန်တော်အလေးအနက်ယုံကြည်မိပါတယ်အခုယောက်ခမကြီးရေရီယောရဲ့အဆိုထဲမှာသင်သည်ခိုင်ခံ့ကြီးရှိလိမ့်မည် ပြီးတော့ဤလူအပေါင်းတို့သည်မိမိနေရာပြီးသို့ညင်ဝတ်စွာပွားကြရလိမ့်မည်ဆိုတဲ့အင်မတန်နားထောင်ကောင်းတဲ့စကားလုံးတွေပါဝင်နေ။သူပြောတဲ့အတိုင်းတကယ်မောရှိခိုင်တန့်ခဲ့ရလား။ပြောတယ်ပြောတယ်ဆိုပြီးဖြစ်သွားရလား။တကယ်ကောဒီဣတရေလလူတွေဟာညင်ဝတ်ခဲ့ရလားဆိုတာကိုလေရှေ့မှာကျွန်တော်တို့ဆက်ပြီးတော့နဖူးတို့ဒူးတွေမြင်ကြရလိမ့်အောင်မယ်။အခုအနောက်နိုင်ငံကြီးတွေမှာဓမ္မရေးတော်လှန်မှုအတွေးအခေါ်ကြီးတွေနဲ့ မျိုးဆက်ဖြစ်လူငယ်တွေနဲ့တဝတလုံးတဝတဲ့ဖြည့်ရဲတို့ဘားတို့ကြီးညာပြီးတော့ဤစနစ်တွေပြုပြင်ကြတာကိုကျွန်တော်တို့ကြားနေရတယ်။မျိုးဆက်ဖြစ်လူငယ်တွေကဲတင်ချင်းရမရတော့မသိဘူး။ရှိတဲ့အသင်းတော်တွေအဲ့ဒီမျိုးဆက်တွေနဲ့ရောပြီးတော့ပြက်ကုန်တာတော့ကြားရတယ်။ပြန်သခင်ရှေ့တော်မှောက်မှာဘာမှအဲ့ဒီလိုလေလုံးမိုးလုံးကြီးတွေထွားဖို့မလိုပါဘူး။ဤဒီဟာတို့အဖွဲ့ကြီးတို့မူဝါဒတို့ကျင့်စဉ်တို့လုပ်ငန်းစီမံချက်ကြီးတို့ဆိုတာဖျားသခင်အလိုတော်ရှိလို့ဖန်ရှင်တော်ဝိညာဉ်တော်ဥဆောင်လို့တာ ချမှတ်ထိုက်တဲ့အရာတွေတိဆောက်တဲ့အရာတွေလို့ကျွန်တော်ပြောချင်ပါတယ်။လော့ဂီဆန်နဲ့အဲ့ဒီစီမံကိန်းကြီးတွေမှာတော့ဇော်ကိတ်ပြီးတော့မကတ်ကြပါနဲ့။ဘုရားသခင်ကဒါတွေကိုဖူးကနေမှုတ်ထုတ်လိုက်ပြီးသင်နဲ့ကျွန်ုပ်တို့ရဲ့ဝိညာဉ်စိတ်ဓာတ်နဲ့သူနဲ့သာလျင်တလုံးတဝတီးဆုံကျင်တယ်၊တူးချင်းတွေ့ဆုံကျင်တယ်၊အားပေးကျင်တယ်၊စေခိုင်းကျင်တယ်လို့ဒီကျမ်းစာအဖြစ်လမ်းညွှန်ပြနေပါတယ်။ကိုယ်ရင်သူဩဝါဒစာပထမဆုံးအခန်းကြီး၃ငွေ၁၈နဲ့၁၉မှာကြည့်မယ်ဆိုရင်အဘယ်သူမြတ်ကိုကိုကိုမလှည့်ပြားစေနဲ့ သင်တို့တွင်အကျဉ်သူသည်ဤလောက၌ပညာရှိဖြစ်သည်ဟုကိုကိုကိုထင်၏ထိုသူသည်ပညာရှိဖြစ်သော ရောက်လိုသောငါလူမိုက်ဖြစ်ပါစေအကြောင်းမူကားလောကီပညာသည်ဘုရားသခင်ရှိ၌မိမ့်မဲခြင်းဖြစ်၏ကျမ်းစာလာသည်ကားဘုရားသခင်သည်ပညာရှိတို့ကို သူဤပရိယေအားဖြင့်ဖန်ဆီးတော်မူ၏ဟုလာသည်အဲ့ဒီလိုတွေ့ရပါတယ်လောကီပညာနဲ့ဘုရားသခင်ရဲ့ပညာဟာအမှောင်နဲ့အလင်းလိုပဲကွာခြားခြင်းကြီးမားလှပါကြောင်းသဘောပေါက်ဖို့ ဒီကျမ်းအဖြစ်ကျွန်တော်တို့သင်ခန်းစာယူလိုက်ပါတယ်။ပြီးတော့ကောရိန္သုဩဝါဒစာပထမဆုံးမှာပဲအခန်းကြီး2အငယ်9မှာတွေ့ရတာကတော့အခုလိုပါ။ငါစကားငါဒေသနာသည်လူပညာနှင့်ရှင်သောဖျားယောင်သောစကားနှင့်တကွရှိပြီမဟုတ်။ဝိညာဉ်တော်ဤနမိတ်လက္ခဏာတကိုးတော်နှင့်တကွရှိ၏ဆိုပြီးတော့ပြတ်ပြတ်သားသားဖြစ်ပါတယ်။ဖျားသခင်ရဲ့အမှုတော်ကိုထမ်းဆောင်ရမှာဆောင်ယူနိုင်တဲ့လမ်းနှစ်ဖွဲရှိနေပါပြီ။တစ်ခုကတော့လောကီဉာဏ်ပညာနဲ့ဆောင်ရွက်တဲ့လမ်းနောက်တစ်ခုကတော့ ဘုရားသခင်ရဲ့ညာအစွမ်းဖက်တီနဲ့ဆောင်ရွက်တဲ့လမ်းကြောင်းအဲ့ဒီလမ်းကြောင်းနှစ်ခုဖြစ်ပါတယ်ဒီနှစ်သွဲအ ਨੇ ကဘယ်လမ်းကိုပြင်ရွေးမလဲဆိုတာဟာဒီကနေ့ဖြေကြရမယ်မိကုန်ပါပဲစူးစမ်းပြီးတော့ဒီအဖြေကိုရှာဖွေကြပါစို့နောက်တစ်ချိန်အစီအစဉ်မှာထွံ့မြောက်ရာကြံအခန်းကြီး19ကိုလေ့လာမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ